မင်္ဂလာပါရှင်။အော်တိုဘားလာ16ရက်နေ့အတွက်မြို့တော်ရဲ့မနက်ပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်မတော့အင်ချူမီပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့တောင်ကြီးမြို့ပေါ်မှာဒဏ်ရာအများအပြားနဲ့ရုပ်အလောင်းတစ်ခုကားနဲ့လာရောက်ဆုံးပြစ်မှုဖြစ်တဲ့သတင်းအပါအဝင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကင်မောဝစ်ဖို့ထွက်လာတဲ့စစ်တပ်စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရပြီးနှစ်ဦးသေဆုံးက၄ဦးပြင်းထန်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ စကိုင်းတိုင်းရေဦးမြို့အထွက်မှာကင်မောဝင်ရံထွက်လာတဲ့စစ်ကောင်မရှင်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမြို့နယ်ပကဘာကမနေ့ကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘာလ18ရက်မနက်10:30မိနစ်အချိန်မှာရေဦးမြို့နယ်မြောက်ပိုင်းမြို့အထွက်ကိုကင်မောဝင်ဖို့ထွက်လာတဲ့စစ်သားနဲ့ပြူစောတီအင်အား30ခန့်မှာစစ်တပ်စစ်ကြောင်းကိုမြို့အဝင်ဆိုင်ပေါ်အနီးအရောက်မှာအသင်းဆောင်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ2ဦးသေဆုံးက4ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော်လိုင်းရဲဘော်တွေအထီးခိုက်မရှိအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်အရသိရှိရပါတယ်ရှင်။နောက်ထပ် သတင်းတစ်ပုဒ်အနေနဲ့တောင်ကြီးမြို့ပေါ်မှာဒဏ်ရာအများအပြားနဲ့ရုတ်လောင်းတစ်ခုကားနဲ့လာရောက်ဆုံးပြမှုဖြစ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။တောင်ကြီးမြို့မြို့မရက်ကွက်ဆက်ဆံတွန်းလမ်းမှာရှိတဲ့မင်းမြို့လက်ဖက်ရည်ဆိုင်အနီးမှာဒဏ်ရာအများအပြားနဲ့အမျိုးသားရုတ်လောင်းတစ်ခုကို ကားနဲ့လာရောက်ဆုံးဖြတ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အော်တိုဘာလ16ရက်နေ့ည7:00နာရီဝန်းကျင်ခန့်ကအဆိုပါရုပ်အလောင်းကိုရောက်ွက်နေပြည်သူများကအစတင်တွေ့ရှိခဲ့တာဖြစ်ပြီးအသက်30မှ40ဝန်းကျင်ဖြစ်ကမီးလောင်ဒဏ်ရာထိုးသွင်းဒဏ်ရာတွေနဲ့နှစ်ရွက်တစ်ဖက်ပြက်နေကရင်ဘတ်မှာကြားပုံတက်တူပါတယ်လို့သိရပါဗျ။အသက်30နဲ့40ကြားအမျိုးသားတစ်ယောက်ပဲအဝတ်မပါဘူး။မီးလောင်ဒဏ်ရာတွေပြီးတော့ကျိုးနဲ့တုတ်ထားတဲ့ဒဏ်ရာတွေကိုပါတယ်။ ထိုးသွင်းဒဏ်ရာပြက်ရှဒဏ်ရာဖူးယောင်ဒဏ်ရာတွေအပြင်နှရွက်တစ်ဖက်လည်းပြက်နေတယ်နှိမ့်ဆက်ခံထားရတဲ့ပုံပဲလို့ဒေသခံတဦးကပြောပါတယ်အဆိုပါရုပ်အလောင်းကိုရဲတပ်ဖွဲ့ဝင်တွေက လာရောက်စစ်ဆေးကတောင်ကြီးမြို့ဆက်ဆံတွန်းဆေးရုံမြင်ကွဲရုံကိုပို့ဆောင်လိုက်ကြတယ်လို့သိရပြီးတောင်ကြီးမြို့မှာရခင်ကအခုလိုဖြစ်ရမျိုးမဖြစ်ခဲ့ဘူးကြောင်းလည်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အုံနေနဲ့လဲဘူးမျိုးနယ်ကမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုရုံးကိုမိုင်းခွဲတိုက်ခိုက်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ရန်ကုန်တိုင်းလဲကူးမြို့နယ်ကမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုမိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်အာမီကမနေ့ကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘာလ18ရက်နေ့ညနေ6:50မိနစ်အချိန်ကမှလဲကူးမြို့နယ်တရေဘိုကျေးရွာရှိ အာနာသိန်းစစ်တပ်လောက်ခံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုပြင်းအားမြင့်မိုင်းတစ်လုံးလက်ပစ်ဘုံနှလုံးလုံးနဲ့ပြစ်မှတ်ကိုထိရောက်စွာဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရန်ကုန်အာမီနဲ့အနောက်ပိုင်းခရိုင်ပကဘာတို့ကပူးပေါင်းလှုပ်ဆောင်နေတာဖြစ်ပြီး ထောက်ခွဲတိုက်ခိုက်မှုကြောင့်အုပ်ချုပ်ရေးမှူးတဦးနဲ့ပြူစောတိတဦးလေပေါ်မှာပြန်ဝဲတက်သွားတာကိုမျက်မြင်တွေ့ခဲ့ရတယ်လို့ထုတ်ပြန်ကြအရာသိရပါတယ်။ဆက်လက်ပြီးစစ်ကောင်မရှင်နဲ့ပတ်သက်တဲ့ပြစ်မှတ်များတရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပါဝင်လောက်ကိုင်းနေသူတွေကိုဆက်လက်၍အပြင်းထန်တိုက်ခိုက်သွားမှာဖြစ်ကြောင်းမိဘပြည်သူတွေကိုအသိပေးရပါတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ15ရက်နေ့ကလည်းမင်္ဂလာတုံမြို့နယ်ကပြည်ထောင်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးရုံးကို ရန်ကုန်အာမီနဲ့အနောက်ပိုင်းခရိုင်ပကပါရိုကဘုံခွဲတိုက်ခိုက်ခဲ့ပါသေးတယ်ရှင်။နောက်ဆုံးသတင်းတပုတ်အနေနဲ့ KIA ဌာနချုပ်ရှိရာလိုင်ဇာမြို့ပေါ်ဇေဒန်းကိုစစ်တပ်ကအသေးခံ drone နဲ့တိုက်ခိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကချင်လွတ်လပ်ရေးအဖွဲ့ KIA ဌာနချုပ်ရှိရာလိုင်ဇာမြို့ပေါ်ဇေဒန်းလျာကိုစစ်ကောင်မရှင်ကအသေးခံ drone နဲ့တိုက်ခိုက်ခဲ့ရာတရုတ်နိုင်ငံသားဇနီးမောင်နှံ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အော်တိုဘာလ16ရက်ည7:00နာရီကန်းက အယက်သားပြည်သူတွေနေထိုင်တဲ့လိုင်ဇာမြို့ဈေးတဲကိုစစ်ကောင်မရှင်ကအသေးခံဒရုန်းနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီးအမျိုးသမီးကဥကောင်းထိခိုက်ဒဏ်ရာရရှိခဲ့ကအမျိုးသားကတော့ခြေထောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒရုန်းကြောင့်ပောက်ကွဲခဲ့တဲ့နေရာရှိဈေးဆိုင်ခန်းတချို့လည်းထိခိုက်ပျက်စီးခဲ့တယ်လို့ဆုံးရှုံးသိရှိရပါတယ်ရှင်။မြို့တော်ရဲ့မနက်ပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူများအားလုံးကိုယ်စိတ်နှစ်ဖျားစမ်းမချမ်းသာကြပါစေ။ ဆရာနာရှင်စနစ်ဆိုးလောက်ကနေအများဆုံးလွမြောက်ပါစေကြောင်းနဲ့တဘာဝဘီရန်တွေအတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်။